ဟယ်လိုအားလုံးမင်္ဂလာပါဘူမန်ချန်ကနေကြိုဆိုပါရစေဆိုတော့ချန်ပီယံစ်လိဒါရော်နယ်ဆစ်စတင်ဒူဒီယာအကျော့ဖြစ်ဘိုင်ယန်မြူနစ်နဲ့လီဗာပူးဇင်တို့လိုမျိုးဒါဘိုင်ယန်ဗာလီဒီဂျာမနီရဲ့အင်အားကြီးကလပ်အသင်းနှစ်သင်းထိတ်တိုက်ရှင်ကစားကြမယ်ပေါ့ဗျာဒီပွဲကတော့ဟိုကံမကောင်းစွာနဲ့ပဲဒူဒီယာအကျော့ကအဲ့လောက်ထိအကျိတ်နယ်ရှိတော့မယ်အနေထားမျိုးတော့မရှိတော့ဘူးသူတို့ပြင်ပထမအကျော့မှာကလေးကလေဘိုင်မြူနစ်ရဲ့ဘက်က3-0ဆိုတဲ့ရလနဲ့အိမ်ကွင်းမှာအနိုင်ယူထားပြီးသားဖြစ်နေတော့ လေပေါကစင်ကဒီလက်ရှိဒုတိယကြော့မှာအိမ်ဝင်းဖြစ်ပေမဲ့လည်းတချို့ကစားမားကောင်းတွေပါဖို့မရှိဘူးဆိုတော့ဒါဘိုင်းယမြူနစ်အတွက်တော့နာမစင်ကိုတက်သွားလောက်ပြီလို့တော့မှပြောလို့ရတဲ့အခြေအနေမျိုးပါဆိုတော့ဒီပွဲတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါညီကတို့အနေနဲ့ရောဘယ်တင်းကနာရိုဆင်ကိုကျွန်တော်ဒါတက်သွားနိုင်မယ်လို့ကျွန်တော်တို့ထင်ကြလဲဆိုတော့လီဗာကူဇင်နဲ့ဘိုင်ယန်မြူးနစ်ပေါ့ဗျာနှစ်တင်းစလုံးကတော့လက်ရှိပြည်တွင်းမှာဆိုလို့ရှိရင်လည်းအချိန်ကြီးကောင်းနေကြတာပါကောင်းနေကြတာဆိုတော့ဘိုင်ယန်ရဲ့ဘက်ကတော့လက်ရှိနောက်တဲ့၉ဝဲလောက်ပဲကစားတော့ဖို့ကျန်တော့တဲ့အချိန်မှာ လီဗာကူဇင်ကိုကျွန်တော်တို့ကအမှတ်ဒီအများကြီးဖြစ်ထားတယ်ဗောနော်အမှတ်ဒီအများကြီးဖြစ်ထားတယ်ဆိုတော့လီဗာကူဇင်ကပြည်တွင်းမှာလည်းဒီဘွန်ဒက်စလီကာတိုက်တယ်မှာလည်းဘိုင်ယန်မြူနစ်ကိုလိုက်မှီဖို့ကတော်တော်ကြီးကိုအလံဝေးသွားပြီဒီပထမအကြော်မှာလည်း3-0နဲ့ရှုံးထားတယ်ဆိုတော့လီဗာကူဇင်အတွက်ပြန်လာနိုင်မှုဆိုတာတော်တော်ကိုဘယ်လိုပြောမလဲเนาะရှိသမျှဖရားတဲ့အကုန်ကယ်မှကိုကျွန်တော်ရမယ်နေထားမျိုးမှာရှိတယ်ဆိုတော့ဒီပထမအကြုံမှာဆိုလို့ရှိရင်ဗျာဒီဘယ်လိုပြောမလဲဘိုင်ဘာလီဗာကူဇင်နောက်တန်းရဲ့အမှားတွေဘာတွေနဲ့သူတို့ကဂိုးတွေဘာတွေကပြတ်သွားတာ1-0နဲ့ ရှုံးနိမ့်ထားတယ်ဆိုလို့ရှိရင်တော့မှအိမ်ဝင်းမှာပြန်တွေ့တဲ့အခါမျောလင်းလို့ကျွန်တော်ယာသေးတယ်အဲ့လိုမှမဟုတ်ဘူးကိုသမားကိုပါရဲ့လက်ထဲကလွတ်ကျတဲ့အလုံးတွေတို့ပင်နေပြီးရတဲ့အလုံးတွေတို့အနီးကပ်ထိရတာတွေတို့ ਨੇ တီစီနဲ့သူတို့ရှုံးနေသွားတယ်ဆိုတော့ဒုတိယကြောကမျောလင်းကျက်တော့တိတ်တော့မရှိတော့ဘူးဗောနော်ဒါကြောင့်ဒါဒီဂျာဗီလွန်ဆိုရဲ့လီဗာကူဇင်အနေနဲ့တော့ရောနော16ကနေထွက်ရဖို့အတွက်တေချာလောက်ရှိသွားတဲ့အခြေအနေမျိုးပါဆိုတော့ဒဏ်ရာပြဿနာတွေကိုကျွန်တော်စကြည့်ရရင်အင်ရှင်ဖြစ်တဲ့လီဗာကူဇင်မှာကျွန်တော်တို့ဒီ နောက်တန်းကဘောနော်ဒီမူခီလီကပထမအကြုံမှာအနီကထိထားတဲ့အတွက်ဆက်စပန်နစ်ဖြစ်တော့မပါနိုင်ဘူး။ဒါအပြင်ဂျိုနသန်တဒါဟင်ကပီရိုနဲ့အတူ မာရီယိုဟာမူဆိုတို့ပဲဆန်နာဘက်မှာပါမဲ့အခြေအနေမျိုးပါ။နော်ဆန်နာဘက်မှာပါမဲ့အခြေအနေမျိုးဂျိုနီဒီတက်ဆိုပါတို့ပါလို့လည်းပါလာလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဘောနော်။ကွင်းလယ်မှာဆိုလို့ရှိရင်တော့သူတို့ရဲ့ဒါဦးစားပီးဆာမဖြစ်တဲ့ရောဘတ်အန်ရစ်ကဖျားနေတဲ့အတွက်ပါဖို့အတွက်မတည်ကြဘူးဆိုတော့ဂရန်နီဂျာကာနဲ့ပလာစီယိုစ်တို့ပဲပလာစီယိုစ်တို့ပဲကွင်းလယ်မှာပါမဲ့အခြေအနေမျိုးပါ။ ဒါအပြင်တိုက်စစ်ပိုက်မှာအရန်အားကိုရတဲ့လက်ရှိဂျာမန်အကောင်ဆုံးကစားသမားတွေကတယောက်လိုပြောလို့ရတဲ့ Florian Vaz မပါနေတော့ဘူးသူတို့ပြင်ဒီ midweek မှာကစားအဒီဒီ weekend မှာကစားခဲ့ရဲ့ဘောနော်ဒီသူတို့ရှုံးနေခဲ့တဲ့ပွဲမှာ Florian Vaz က injury ပြဿနာကြုံသွားပြီးတော့ဒုတိယချုပ်ကိုလွဲတဲ့အပြင် AB လောက်မှာပြန်ပြီးတော့ Liverpool စင်းအတွက်ကျွန်တော်ပါနိုင်တော့မှာဆိုတော့ တော်တော်ကိုအချီနီစူးသွားပြီးတော့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်။ချီနီစူးသွားပြီဆိုတော့ဘိုင်ယန်မြူးနစ်ဘက်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဂိုးသမားမန်နွေနော်ယာပါဖို့မရှိဘူး။သူလည်းပဲကျွန်တော်တို့ဒါနားရမယ်ပေါ့နော်။ဒါအီဘီလောက်ထိသူတို့ရောက်သွားမယ်။ဆိုတော့နောက်တန်းကဒီကစားမားတွေကတော့ဒီကင်မေ့ချ်နဲ့ sorry ဗာလေဒီဥပမာကနုနဲ့ကျွန်တော်ဒါကင်မင်ဂျီတို့တော့ပြန်ပါမယ်အနေထားမျိုးကင်မေ့ချ်ကလည်းကွင်းလယ်ကိုပြန်ပါပြီးတော့လီယွန်ဂိုရက်စကာနဲ့ သွားမယ့်အခြေအနေမျိုးပါတိုက်စစ်ကလည်းအပြောင်းအလဲမရှိတော့ဘူးပေါ့နော်ဆိုတော့လူစင်ရင်ကတော့ဘိုင်ယန်မြူနစ်ရဲ့ဘက်ကဂိုးသမားဒီဗာလေဒီအူဘစ်ပါနိုင်ဘူးကတော့ကလွင်ရင် ကျန်တဲ့ကစားမတွေကအကုန်စုံနေဒါကြောင့်ကျွန်တော်အဝေးဝင်းဖြစ်ပေမဲ့လေလို့ပေါ့နော်အဝေးဝင်းဖြစ်ပေမဲ့လေလို့ကျွန်တော်သာဘာလီဗာကူဇင်ဘက်မှာတိတ်ပြီးတော့ကျွန်တော်သာအခြေအနေမရှိတော့ဘူးပေါ့ဒါအင်ရှင်အင်ရှင်နေနဲ့တကယ်တမ်းကတွေးကြည့်ရရင်ဂျားပွဲသူတို့ကစားခဲ့တဲ့ပွဲတွေမှာတော့သူတို့နှစ်သင်းစလုံးရှုံးခဲ့တာ နှစ်သင်းစလုံးဆိုတာနှစ်သင်းစလုံးညီမကပေါ့ဒေါ်မွန်ကောဘိုင်ယန်မြူနစ်ကောလီဗာပူးစင်ကောသုံးသင်းစလုံးကျွန်တော်တို့ဝီကန်မှာကစားခဲ့တဲ့ဒီပွဲတွေမှာအကုန်လုံးရှုံးနေခဲ့ကြတာအကုန်ရှုံးနေခဲ့ကြတာအဲ့ဒီတွေကမှဒီလီဗာပူးစင်ကတော့အထိညာတာပေါ့ဗျာအင်ဂျူရီပြဿနာတွေပါတွေပါထက်ကြုံသွားတယ်ဆိုတော့တော်တော်လေးကိုအထိညာတာဆိုတော့အဲ့ဒီဂျားပွဲမတိုင်ခင်ထိပေါ့နော်ရှုံးပွဲမတိုင်ခင်ထိလီဗာပူးစင်ဟာဒီရာဒီမှာအိမ်ဝင်လုံးဝရှုံးပွဲမရှိသေးဘူးအဝေးဝင်းနေရှုံးနေတရေကြတယ်အိမ်ဝင်မှာတရေကြတယ်ပဲရှိတယ် ရှုံးနေဆိုတာကျွန်တော်မရှိသေးဘူးဆိုတော့ဒီအိမ်ကွင်းကတကယ်တမ်းမျောလင်းချက်ရှိရမှာပြဿနာကရလက်ကလည်း 3C ဖြစ်သွားပြီ Florian Verse တို့ဘာလို့အပြင်နောက်တန်းနေပါမပါနိုင်တော့ဘူးဆိုတော့ chance ကတော်တော်လေးတော့တအားကြီးကိုနှဲသွားပြီပေါ့နော်ဒါ comeback ဒီပါတွေပြန်လာနိုင်ဖို့ပဲဖြစ်ဖြစ်ဒီပွဲမှာကျွန်တော်အနိုင်ယူနိုင်ဖို့ပဲဖြစ်ဖြစ်ကဆိုတော့ဒီပွဲကသူတို့အတွက်မရှုံးအောင်ပဲကျွန်တော်ဒါကစားလို့ရတော့မယ့်အခြေအနေမျိုးပါ ဒါကြောင့်ကျွန်တော်ကတော့လီဗာပူးစင်အနေနဲ့နောက်တစ်ဆင့်တွက်ကတိတ်တော့မျောလင်းချက်တော်တော်ကြီးကိုမရှိတော့ဘူးလို့ကျွန်တော်ထင်တယ်။ဆိုတော့လီဗာပူးစင်ရဲ့နောက်ဆုံးချန်ပီယံစ်လိ6ပွဲကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်းသူတို့က3ပွဲနိုင်ပြီးတော့3ပွဲရှုံးထားပါတယ်။ပြိုင်ပွဲစုံနောက်ဆုံး6ပွဲကိုကျွန်တော်ကြည့်ရင်လီဗာပူးစင်ဟာနှစ်ပွဲပဲကျွန်တော်နိုင်ထားပါတယ်။နှစ်ပွဲပဲနိုင်ထားတယ်။နှစ်ပွဲတည်ကြပြီးတော့နှစ်ပွဲရှုံးထားတယ်။ ဒါကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှင်အချိန်နေအလောက်ကြီးကျွန်တော်ကောင်းမနေတာကိုကျွန်တော် တွေ့ရမယ်ပေါ့နော်။ဘိုင်ယန်မြူးနီရဲ့ဘက်ကတော့ချန်ပီယံစ်လိနောက်ဆုံး6ပွဲမှာတပွဲပဲရှုံးနေထားသေးတယ်။၄ပွဲနိုင်ပြီးတော့တပွဲတည်ကျထားတယ်။နောက်ပြိုင်ပွဲဆိုနောက်ဆုံး6ပွဲမှာတော့တပွဲပဲရှုံးနေထားသေးတယ်။၃ပွဲနိုင်ပြီးတော့2ပွဲတည်ကျထားတယ်။ဆိုတော့အနေထားနေရာကလီဗာပူးလ်ရဲ့အိမ်ဝင်းဆိုလို့ရှင်တော့ဘိုင်ယန်ဟာတော်တော်ကိုမရှင်နိုင်တာပါ။နော်တော်တော်ကိုမရှင်နိုင်တာဆိုတော့လူစင်းနေပါလည်းမရှိဘူးဆိုပေမဲ့ကျွန်တော်ဒီပွဲကတော့ လီဗာကူဇင်ရဲ့ဘက်ကမရှုံးအောင်ပဲကစားသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်။နှစ်ကြော်ပေါင်းအနီးထားနေဆိုလို့ရှင်တော့ဘိုင်ယန်မြူနီရဲ့ဘက်ကရောနော့16ကနေတစ်ဆင့်ကျွန်တော်သာကွာတာကိုတက်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့ညီကလူအနေနဲ့ဒီပွဲမှာဘယ်အသင်းကနောက်တစ်ဆင့်ကိုတက်သွားမယ်ထင်ကြပါလဲ။လောလောဆယ်ကတော့ဗျာရက်လက်ကပြတ်သားပြီးလားလို့ပဲကျွန်တော်ပြောရမှာပေါ့3-0ဆိုတဲ့အခါကျတော့နောက်ဒါအပြင်ဘိုင်ယန်ကကြားထဲမှာလည်းကစားမကောင်းနေသူကအနာပေးခဲ့တာဟုတ်ဒုတိယပိုင်းကျမှထည့်တာတွေပါတယ်ပဲတွေးခဲ့ရတာ။ဆိုလီဗာကူဇင်ပြန်ပြီးတော့ခံဘက်ပြန်လာနေလိမ့်မယ်လို့ညီကလူထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုချစ်သီးများကြီးတမနဲ့